အယက်သားအစိုးရ NLD ခေတ်2019မှာနိုင်ငံတော်ရဲ့ GDP က minus 5.9ကျသွားတယ်။အကုန်လုံးသွားတာပဲဖျို့ဖျက်အကုန်ဖြစ်တာလလူမှုရေးစီးပွားရေးဘာသာရေးသာသနာရေးဘန္နာရေး financial အကုန်လုံးအဲ့မှာတက်မတော်အာနာပြန်ထိမ့်လိုက်တဲ့ခါကျတော့ GDP တွေပြန်ဖြစ်ရတယ်။တဖြည်းဖြည်းချင်းပြန်ဖြစ်ရတာအခု GDP တွေပြန်ဖာပြီလို့နည်းနည်းတော့မြင့်တက်လာတယ် နိုင်ငံ GDP ကတဖြည်းနဲ့ပြန်တက်လာအဲ့လိုလေးတွေရှိရဗျအဲ့တော့ကျွန်တော်ပြောချင်တာကရတားအစိုးရနဲ့တမ်ဘရိုအစိုးရဘာကွာချလဲရတားအစိုးရဆိုတာကခမရတို့ဘာမှမဟုတ်ဘူးချိန်တန်အိမ်ပြန်ရတာတမ်ဘရိုအစိုးရအချိန်တန်အိမ်ပြန်စရာမလို့သူ့ရဲ့တာဝန်ကကိုဒို့တာဝန်ဤသုံးပါးကိုကာဝယ်ဆောက်ရှောက်နေတာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြည်သူတွေကဒီထဲမှာကျွန်တော်တို့ တက်မတော်ကျွန်တော်ပြောတာကိုလက်ခံနိုင်တဲ့သူတွေကတော့ပြဿနာမရှိဘူးလက်မခံနိုင်တဲ့သူတွေကမေးခွန်းတစ်ခုမေးเสียရှိလာလိမ့်မယ်ဒါဆိုရင်ငါတို့ပြည်သူတွေကတက်မတော်ကို25ရာခိုင်နှုန်းဖွဲ့စည်းပုံတွေကထွက်စေခြင်း ਨੇ မင်းဘလို့ပြောမလဲလို့မေးခွန်းမေးကောင်းမေးလာလိမ့်မယ်အဲ့လိုမေးခွန်းမေးလို့ရှိရင်တော့အခုလိုအောက်မှာရေးနေတဲ့ဇကားတွေဗျုတ်တုတ်ကဇကားတွေအမုတ်ဇကားတွေကိုခင်ဗျားတို့တက်နိုင်တယ်များလျှော့ဘာဖြစ်လို့လဲခင်ဗျားတို့ရဲ့ mindset ကော negative mindset ဖြစ်နေလို့ခင်ဗျားတို့စာအုပ်စာပေလေးပါလိဖတ်နိုင်ငံရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ဒီမိုကရေစီနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ် negative view ကတွင်းနေသည်မြ negative view နဲ့ရင်းနေသည်မြ negative view နဲ့ပြောနေသည်မြခင်ဗျားတို့လိုချင်ရာတွေဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးခင်ဗျားတို့ဘဝတွေကလည်းဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးနော်အဲ့တော့ကျတော့အပြုသဘောဆောင်ပြီးစဉ်းစားပါဘာပဲလုပ်လို့ဘာပဲပြောပြော ။ "तू ကဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ तू ဒီလို25ရာခိုင်နှုန်းထိုင်နေတာကငါ့အတွက်ဘာမကောင်းဘူးလဲ။ငါမိသားစုအတွက်ဘာမကောင်းဘူးလဲ။ငါရက်ကွက်အတွက်ဘာမကောင်းဘူးလဲ။မကောင်းဘူးလို့ပြောတဲ့သူကဘာမကောင်းဘူးလို့ပြောတာလဲ။ကောင်းတာတွေရောဘာတွေလဲ။အပြုသဘောဆောင်ပြီးတွေးကြည့်တဲ့အခါကျလို့ရှိရင်တော့ခင်ဗျားတို့စဉ်းစားတတ်ပြွားပြီဆိုလို့ရှိရင်တော့ ခင်ဗျားတို့ဘာတွေချိန်ရမှာလဲဆိုတော့ခင်ဗျားတို့မြင်သွားလိမ့်မယ်အဲ့ဒီခါကြလို့ရှိရင်ကျွန်တော်စီလာမေးနော်ကိုကျဲရေမင်းပြောလို့ငါတို့စဉ်းစားပြီးသွားပြီနော်မင်းပြောလို့ငါတို့စဉ်းစားပြီးသွားပြီငါကဒီလိုအဖြေထွက်တယ်အဲ့ခါကြရင်ခင်ဗျားတို့ထပ်ပြီးတော့ပြောပြပေးမယ်နော်အခုကတော့ကျွန်တော်ပြင်မိတဲ့ခေါင်းစဉ်ကတက်မတော်အစိုးရနဲ့ရသားစိုးရဘာကွာလဲလို့မေးရင်ရသားအစိုးရသည်ရသားအစိုးရဆိုဒီမှာ နော်အချိန်မရွေးရတားဆိုရတိုင်းဒီဥွဲလေးအဆင့်သာဖြစ်ပါတယ်မူဂျိုအဆင့်သာဖြစ်ပါတယ်မြန်မာနိုင်ငံကြီးတည်ရှိနေသမျှရတားဆိုရတိုင်းဒီမူဂျိုအဆင့်ပဲဖြစ်ပါတယ်ခင်ဗျားတို့ဘလောက်ပဲအရေးချင်းရှိရှိတက်လာတက်လာမြန်မာနိုင်ငံကြီးရှိနေသမျှတမတော်ရှိနေသမျှမြန်မာတမတော်ရဲ့အရေးအဆင့်ဒီဂျန်ဒါမန်ကြီးဖြစ်ပါတယ်မယုံရင်ခင်ဗျားတို့ရှာဖွေကြည့်လိုက်ပေါ့ခင်ဗျားတို့ဘယ်ပါတီမှာ succession plan ရှိတယ် တမ်ဘရော်မှာ succession plan ရှိတယ်။ကြိုက်တဲ့ကာကြုတ်ပြုတ်ကြိုက်တဲ့ကာကြုတ်ဆင်းဘယ်ကာကြုတ်တက်မယ်ဆိုပြီး succession plan ရှိထားပြီးသား။နားလေကြလားမသိပါဘူး။